အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ချမ်းသာခြင်းသူတွေအတွက်ဘွေလေးနှစ်ခုအကြောင်းကိုတင်ဆက်ပေးလိုပါတယ်ပထမအဦးဆုံးဘွေကတော့ကုံတဲ့ပွဲစားနဲ့ဘေးရင်ဆရာတွေမှာရှိတဲ့ဘွေလျှောလေးပဲဖြစ်ပါတယ်ဘယ်နေရာမှာလဲဆိုရင်လက်တန်းနဲ့လက်သွေကြားဖြစ်ပါတယ်လက်တန်းအောက်ဂျိုခုံဟာဗုဒ္ဓဂျိုခုံဖြစ်ပါတယ်ဒီဂျိုခုံ ဖောင်းပြီးကြီးမားမယ်ဆိုရင်ဒီဘွေရဲ့အာနိသင်ကိုပိုရပါတယ်သူက စကားပြောပါနဲ့တယ်တွက်လက်ချက်ချတယ် ကြီးစရာတွေလည်းပြောတတ်ပါတယ်။လူအရေးအကဲကိုလည်းသိတတ်ပါတယ်။စကားပြောကြွယ်ဝခြင်းဟာတစ်ဖက်လူကို စီယုံတဲ့နေရာမှာအထောက်ကူဖြစ်စေပါတယ်။ဒီတော့စကားပြောရတဲ့လေအလုတ်မှန်သမျှဒါပါတဲ့သူဟာပိုတော်မယ်။ပြီးရင်ဂျိုးခုံလည်းလှပရပါမယ်။ပြားကက်ကက်ရှိမနေရပါဘူး။တယ်လီဖုန်းအော်ပရေတာရှေးနေတရားဟောဆရာစတဲ့အလုတ်တွေမှာဂျိုးခုံမှာဝေးပါတဲ့သူကပိုပြီးအောင်မြင်ပါလိမ့်မယ်။ဗုဒ္ဓဂျိုးခုံဟာတွက်လက်ဖြက်လက်ပါတယ်။ လင်းမြန်ပါတယ်လေပေါ်ပါတယ်ဇွဲရှိပါတယ်မပြင်းတတ်ပါဘူးဒါကြောင့်စီးပွားရှာလို့ရတဲ့နေရာမှာမြန်ဆန်နေတတ်ပါတယ်ပြီးရင်ဒီပွေကလေးကလည်းမင်္ဂလာအချမ်းရံတစ်ခုပဲဖြစ်ပါတယ်ဒီနေရာမှာမှတ်ချက်ကတော့ဒီပွေကလေးဟာကြောင်းဆရာဆရာမတွေမှာပါမယ်ဆိုရင်အလွန်လေပေါ်ပြီးအထူးအောင်မြင်ပါမယ်ချမ်းသာခြင်းသူလူများအတွက်နောက်ထပ်ပွေလေးတစ်ခုကတော့ကြော့ကွင်းလို့ပွေမျိုးလေးပဲဖြစ်ပါတယ်သူကလက်သကြွယ်နဲ့လက်ကလေးချားမှာပါနေတာပါ ဂျိုခုံဖူးဖူးဖောင်းဖောင်းလေးပေါ်မှာတီရှိနေတက်ပါတယ်။တနင်္ဂနွေဂျိုခုံနဲ့စနေဂျိုခုံကြားဖြစ်ပါတယ်။ဒီပွေလေးကတော့ကျန်းသာနိုင်ပါတယ်။စနေဂျိုခုံရဲ့ဒနာဥစ္စာနဲ့တနင်္ဂနွေဂျိုခုံရဲ့အောင်မြင်ကြော်ကြားခြင်းတွေကိုရရှိစေမှာဖြစ်ပါတယ်။အခုလိုနေရာမှာဘွေပါတဲ့သူက အလွန်သိက္ခာရှိတတ်သူဖြစ်ပါတယ်။သူ့ရဲ့နာမည်သိက္ခာကိုသူ့ရဲ့အသက်ထက်တံပိုးထားတတ်ပါတယ်။သူကစင်ရဲသားတွေကို အလွန်တနာကျင်နာတတ်ပါတယ်။သူကချိုးချံတတ်တဲ့သီလရှိတယ် ်ဒီခံနိုင်သူလည်းဖြစ်ပါတယ်။သူဟာဘာသာရေးလိုက်စားမယ်ဆိုရင် အလွန်ပေါင်းမြောက်တတ်ပါတယ်။တရားရမြန်တယ်။လူဖြစ်ရင်လည်းဘဝအဆင့်အတန်းအရဇိမ်ခံစရာပစ္စည်းအစုံအလင် သူ့အနာမှာပြည့်စုံနေတတ်ပါတယ်။သူဟာအာယုံခံစားတဲ့နေရာမှာမလိုလားရင်လည်းပြည့်စုံနေလိမ့်ရှိပါတယ်။ဇိမ်ခံပစ္စည်းရှိရှိမရှိရှိ သူကအာယုံမထားဘူးလို့ပြောချင်တာဖြစ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့ဘုဒ္ဓဂျူကုံအကြောင်းပဲဖြစ်ပါတယ်။ ။အုတ်ရူဂျူကုံစိုးမိုးတဲ့သူတွေဟာကုံတဲ့မျက်စီ၊ကုံတဲ့အတွေးခေါ်တွေရှိတတ်ကြပါလေ။ကုံရောင်းကုံဝယ်နဲ့ကြီးပွားချမ်းသာတတ်ကြပါလေ။အသိဉာဏ်ထက်မြတ်ကြပြီးအလောက်ကံကြိုးစားတတ်ကြပါလေ။ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်ကြပြီးလင်မြန်ဖြက်လက်မှုလည်းရှိကြပါလေ။မိမိရဲ့အကျိုးအတွက်စီးပွားရှာတဲ့နေရာမှာမတူပနိုင်လောက်အောင် တွေးခေါ်ကြံစီလောက်ကံတတ်ပါလေ။ဒီလိုလူတွေဟာလည်းတဏှာထဲမှာအတီးကြမနေတတ်ကြပါဘူးအမြဲလိုလိုသွာလာလှုပ်ရှားနေရခြင်းကိုနှစ်သက်ကြပါတယ် စာပေနဲ့ပတ်သက်ပြီးတော့လေဝါသနာပါတတ်ကြပါတယ်စီးပွားရေးဉာဏ်ပါရမီရှိရပြီးအဲ့တော့ပြုတဲ့အခါမှာတော့မှစီးပွားရေးကိုတွက်ချက်ပြီးမှပဲယူတွက်ကြပါသေးတယ်ဒီလိုလူတွေဟာကုံတယ်တွေအယောင်းဝယ်မန်နေဂျာတွေဘီရင်ဆရာတွေဆရာဝန်တွေအဘိဓမ္မာဆရာတွေကျောင်းဆရာတွေဘိုးလုံတော်ရရှိနေတွေဝဲစားတွေလူရှင်တော်တွေအဖြစ်များတတ်ကြပါတယ်ကျွင်းချက်ကတော့ဒီလိုလူတွေရဲ့အသက်လမ်းကလည်းတူတက်ကြပါတယ် အကယ်၍ဗုဒ္ဓဂျုခုံကမကောင်းတဲ့လမ်းကြောင်းတွေအမှတ်သားတွေနဲ့တွဲပြီးရှင်နေမယ်ဆိုရင်တော့တကူကျဘူလူလင်ကြီးတွေဖြစ်တတ်ပါတယ်။တပားသူကိုပျက်စီးရပျက်စီးကြောင်းဂယုမဆိုင်ပွင့်နဲ့စီးပွားရှာပွေနေတတ်ပါတယ်။ညာတော်အဖြစ်အပျော်ဟောကောင်းပြီးညာဏီညာနဲ့ညာကြပါတယ်။ဗုဒ္ဓဂျုခုံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအချက်တွေလည်းရှိနေပါသေးတယ်။အဲ့ဒီအချက်လက်တွေကတော့နံပါတ်1ဗုဒ္ဓဂျုခုံမှာတောင်လိုက်မြင်းတကြောင်ရှိနေမယ်ဆိုရင်စီးပွားရေးနဲ့ ငွေကြေးကံကိုကောင်းစေတဲ့အမှတ်အသားဖြစ်ပါတယ်။နှစ်ကြောင်းထက်ပိုရင်တော့စီးပွားရေးလုပ်ငန်းတွေမှာအရှုံးပေါ်တတ်ပါတယ်။ငွေထွက်များနေတတ်ပါတယ်။ဒီနေရာမှာသတိပြုစရာကတော့သူ့ကိုစီအမှတ်နဲ့လည်းလွယ်မှာတတ်ပါတယ်။နံပါတ်၄ကတော့ဗုဒ္ဓဂျူကွန်ဘောကမဲ့ပဲဖြစ်ပါတယ်။ဒါကတော့မိတ်ဆွေကောင်းနေနဲ့ခွဲခွာရတတ်ပါတယ်။စီးပွားရေးငွေကြေးတွေအဖတ်မတင်ခြင်းဆုံးရှုံးရခြင်းတွေဖြစ်တတ်ပါတယ်။နံပါတ်၃ကတော့ဗုဒ္ဓဂျူကွန်ဘောကကြက်ချီပဲဖြစ်ပါတယ်။ ဒါကတော့စီးပွားရေးပေါင်းသင်းဆက်ဆံရေးပါနတ်မယ်အမြင်ကျဲခြင်းတွေရှိမယ်နောက်ပြီးသူတို့ဟာ ကိုကုတ်ကိုဖြက်စီတက်တဲ့သဘောလည်းရှိတတ်ပါတယ်နံပါတ်၄ကတော့ဘုဒ္ဓဂျူခုံကဆက်ဝိုင်းတဲ့အမှတ်သားပဲဖြစ်ပါတယ်ဒါကတော့သူတို့ဟာအစိမ့်နဲ့သေဆုံးတက်ပါတယ်နောက်ပြောင်ကြည်စေခြင်းလေလေခြင်းတွေကိုလည်းပြုလုပ်တတ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာကတော့ ညံလန်းနှစ်ထပ်ပါရှိတဲ့အသက်20ကျော်ရွယ်မိန်းကလေးတူရဲ့လက်ဝါးပြင်ဖြစ်ပါတယ်။သူ့ရဲ့လက်ညာဘက်လက်ရဲ့လက္ခဏာအရညံလန်းနှစ်ထပ်ပါဝင်နေပါတယ်။ဒါကတော့မိမိလှုပ်တဲ့အလုပ်နှမျိုးမှာအောင်မြင်ပါလိမ့်မယ်။သူမဟာသူမသင်ယူရတဲ့ပညာမှာထူးချွန်မယ်။အရာရာကိုတသိနားလည်မယ်။နိုင်ငံခြားဘာသာစကားတွေကျွမ်းကျင်လိမ့်မယ်။ပညာရေးမှုများပညာရေးညွန်ကြားရေးမှုများဗေဒင်နှက်ခပညာရှင်များအကြမ်းမြင့်ပေါ့သူများသမထပေါ့သူများ မောပညာဝါသနာထုံသူတွေမှာညာလန်းနှစ်ထပ်ပါလိရှိပါတယ်။ကဘာကျော်လက္ခဏာဆရာကြီးကိုင်ရူမှာလည်းညာလန်းနှစ်ထပ်ပါရှိပါတယ်။ပွဲလွန်ဒီဂရီရရှိတဲ့သူတွေမှာလည်းဒီလိုညာလန်းနှစ်ထပ်ကိုတွေ့ရပါတယ်။ဒီလိုညာလန်းနှစ်ထပ်ဟာသူလိုက်စားတဲ့ဘာသာရကျွမ်းကျင်နေပါလိမ့်မယ်။ပုံမှန်ပြထားတဲ့သူမရဲ့လက္ခဏာကလည်းအလွန်နူးညံ့ပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့သူမဟာတက္ကသိုလ်နီးပြဆရာမတူဖြစ်ပါတယ်။ နောက်တစ်ခုကတော့အသက်လန်းအစားကကြာဖူးသင်္ကေတပဲဖြစ်ပါတယ်။ကြာဖူးကကြာသာပတိဂျူခုံအောက်မှာရှိနေတဲ့အတွက်ကြာသာပတိဂျူခုံရဲ့ပါဝါတွေဖြစ်တဲ့လူအများချစ်ခင်ခြင်းမိမိအလိုရှိရာစန္ဒာနဲ့ပြည့်ဝခြင်းတိတ်ခါတရားပြည့်ဝခြင်းပညာထူးတိုးပွားခြင်းအသက်ဘေးမှကင်းလွတ်ခြင်းတို့နဲ့ပြည့်စုံပါလိမ့်မယ်။နောက်ပြီးအဲ့ဒီကြာသာပတိဂျူခုံမှာပဲမော်လက်ဆုလို့ခေါ်တဲ့ဆော်လမွန်လက်ဆုတစ်ဝက်ကလည်းပါရှိနေပါသေးတယ်။ ဒါကြောင့်ဆော်လမွန်လက်ဆိုးရဲ့အကောင်းကျိုးတွေကလည်းထပ်မံဖြည့်ဆွတ်ပါလိမ့်မယ်။ဒါကြောင့်လက္ခဏာရှင်ဟာ သူ့ရဲ့လက္ခဏာအရသူ့လိုရှိရာသူ့ထိုက်တင်တာတွေနဲ့ပြည်စုံပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့အိမ်တော်ကွဲရတတ်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်းသင်ရဲ့လက်ဝါးပြင်မှာဥပတ်လမ်းကြောင်းက အသက်လမ်းကြောင်းကိုဖြတ်ပြီးအုတ်ဂူဂျိုခုံပေါ်မှာအဆုံးတတ်နေတဲ့ဆိုရင်မိမိတို့ဟာအိမ်တော်ပြုတ်ပြီး၈နှစ်နောက်ပိုင်းမှာကွဲရတတ်ပါတယ်။ မိမိတို့ကချေလျနဲ့ကွဲရခြင်းဖြစ်ပါတယ်။မိမိတို့ရဲ့အိမ်တော်ဟာမထင်မှတ်ပဲမမျော်လင့်ပဲနဲ့ကွဲရတတ်ပါတယ်။ပုံမှန်ပြထားတာကတော့ညံလန်းပေါ်မှာတည်ရှိနေတဲ့စပားစီပုံစံကျုံးစီးတွေပဲဖြစ်ပါတယ်။ဒီကျုံးစီးတွေကသူ့နေရာနဲ့သူ့ဖော်ပြနေတဲ့အဖြေတွေရှိပါတယ်။အကျန်းအဖြစ်ကတော့မညံကိုထိခိုက်ပြီးဥကောင်းယောဂရတတ်ပါတယ်။အာယုံယောယောဂဖြစ်တတ်ပါတယ်။အသေးစိတ်ကိုခွဲကြည့်တဲ့အခါမှာတော့ ီကျွန်းစီးတွေမှာတီးတန့်အဓိပ္ပာယ်တွေရှိနေပါတယ်ပထမဆုံးကတော့ကြာသပြီးဂျိုခုံအောက်ကကျွန်းစီးပဲဖြစ်ပါတယ်ဒီကျွန်းစီးပါတဲ့သူကသူများထက်ကိုထင်ပေါ်လိုတဲ့စိတ်ရှိပါတယ်ဒါကြောင့်ယာဒူးဂုံဒူးကိုအကြောင်းပြုပြီးစိတ်အလိုမကျဖြစ်ပြီးစိတ်ဓာတ်ကျစရာတွေဖြစ်ရတတ်ပါတယ်နောက်တစ်ခုကလက်ကလေးအောက်စနီဂျိုခုံကကျွန်းစီးပဲဖြစ်ပါတယ်ဒီကျွန်းစီးကတော့အတွေးခေါင်ပြီးအမြင်လွန်ကဲမှုတွေကြောင့်ပတ်ဝန်းကျင်နဲ့မတက်တတ်ပါဘူး စိတ်ရောကိုယ်ပါခြူချပြီး စိတ်ဓာတ်တွေကြားတတ်ပါတယ်။နောက်တစ်ခုကလက်ကြွယ်အောက်တင်းငွေညူခုံကကျုံစီပဲဖြစ်ပါတယ်။ဒါကတော့မိမိရဲ့အောင်မြင်ရေးကိုစူးစိုက်လုပ်မယ်။အာသွန်ခွန်ဆိုင်လုပ်တဲ့အတွက်လွန်သွားပါတယ်။ဒါပေမဲ့လည်းမဖြစ်လာတတ်ပါဘူး။ဒါကြောင့်စိတ်ဓာတ်ကြားစရာတွေဖြစ်လာတတ်ပါတယ်။နောက်တစ်ခုကတော့လက်တန်းအောက်ဘုဒ္ဓဟူညူခုံကကျုံစီပဲဖြစ်ပါတယ်။ဒါကတော့စာပေစီးပွားရေးသိပ္ပံပညာအနုပညာတွေကိုအကြောင်းပြုပြီးအရန်စူးစမ်းပြီးဖြစ်မလာတဲ့အတွက် စိတ်ဓာတ်ကြဆင်းစရာတွေဖြစ်လာတတ်ပါတယ်။ကျုံးစီတွေကိုကူတာလို့ရတဲ့နီလန်းတွေရှိပါတယ်။ဖြစ်တတ်တဲ့အသက်ကိုတိုင်းတာပေးပြီးမိဘနဲ့ဆရာပူပေါင်းပြီးကလေးကိုစိတ်ဓာတ်ခွန်အားပေးစီမှစာတင်မပြတ်ကျုံးစီလေးကမီးမိန်သွားပြီးပြန်လဲကောင်းမွန်လာလိမ့်မှာဖြစ်ပါတယ်။လမ်းကကောင်းလာလိမ့်လေသူလည်းစိတ်ချမ်းသာလာလိမ့်လေဖြစ်ပါလိမ့်မယ်။ကျုံးရှိရာအသက်ပိုင်းလိုက်ဖြစ်တတ်ပါတယ်။ပျောက်တဲ့အထိစိတ်ချမ်းသာအောင်ထားပေးမယ်ဆိုရင်ပျောက်ကွယ်သွားတာကိုတွေးရမှာပါ။တရားထိုင်ခိုင်းရပါမယ်။ အားကစားတွေလောက်ခံရပါမယ်။စိတ်တွေပြောင်းသွားမယ်ဆိုရင်ကြုံစည်းတွေလည်းပျောက်ကွယ်သွားပါလိမ့်မယ်။နောက်တစ်ခုကတော့လက်ဝါးပြင်အလေကကြက်ချီခတ်ပဲဖြစ်ပါတယ်။လက်ဝါးပြင်အလေမှာကြက်ချီခတ်ပါတိုင်းဂမ်ဘီယာကြက်ချီမဖြစ်နိုင်ပါဘူး။နှလုံးလမ်းနဲ့ညံလမ်းကိုမတီးမှပဲဂမ်ဘီယာကြက်ချီဖြစ်ပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာတော့သူ့ရဲ့လက်ဝါးပြင်အလေမှာနှလုံးလမ်းကထိုးဆင်းလာတဲ့လမ်းခွဲက အသက်လမ်းကြောင်းကိုထိုးဆင်းနေပါတယ်။ဒီလိုထိုးဆင်းလာမယ်ဆိုရင်တော့ဂမ်ဘီယာကြက်ချီလို့ဆိုလို့မရနိုင်ပါဘူး။ လင်းလမ်းမှာဒီလိုပိုင်တော့ဒုက္ခများတတ်ပါတယ်အသက်ကြီးတဲ့အထိချမ်းသာပြည့်စုံမှုကိုရရှိနိုင်ဖို့ခဲယဉ်ပါလိမ့်မယ်သတိပြုเสียလက်ဝါးပြင်အလေကချက်ချေခတ်တွေပဲဖြစ်ပါတယ်ဒီကနေ့လက္ခဏာဘူးတားတွေကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ